ကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ဆရာကြီးဦးအောင်သင်၁၈နှစ်အရွယ်မှာကွယ်လွန်သွားတယ်ကျွန်တော်တို့ရဲ့ဆရာဆရာဦးသာချိုတို့ရဲ့ဆရာတောင်တွင်းကအောင်သင်ဆိုတာဟောပြောပွဲတိုင်းမှာကျွန်တော်ပြောလို့ရှိပါတယ်ကျွန်တော်ဘဝမှာအောင်သင်မရှိရင်ညီမင်းညို့မရှိဘူးလို့ကျွန်တော်ခက်ပြက်ပြက်ပြောလို့ရှိပါတယ်ဒါပေမဲ့ဆရာချီဦးညို့ကဆုံးမဘူးပါတယ်ကျေးဇူးရှင်နေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာတဲ့ ဘယ်တော့အခါမှတယောက်တည်းကိုမပြောမိစေနဲ့တဲ့ကိုဘုံမှာအနေနဲ့တော့လကောင်းအများနဲ့တော့လကောင်းကျေးဇူးရှိခဲ့ဘူးတဲ့သူတွေနာကျင်သွားရင်မကောင်းဘူးတဲ့ဒီစကားကလည်းမှတ်သားရပါတယ်ကျွန်တော်ကဆရာချုံညိုလေးလေးလို့ခေါ်ပါတယ်ဟုတ်ကဲ့လေးလေးလို့ဒါပေမဲ့ကျွန်တော်ဒီစကားကိုတော့ပြောပြစ်တယ်ဟုတ်တယ်ကျွန်တော်ဘုံမှာကျေးဇူးတင်ရမယ်စာပေနဲ့ပတ်သက်လို့ကျေးဇူးရှင်နေရှေ့မှာထိုင်နေတဲ့ဆရာမောင်သားချုပ်လဲကျေးဇူးရှင်ဆရာသမားတွေမှာပါတာပဲဆရာတို့စာတွေကြောင့်ကျွန်တော်တို့ပြုပြင်ပြောင်းလဲနိုင်ခဲ့တာတွေအများကြီးရှိတယ် ဆိုတော့ဒါမှမဟုတ်ဆုံးဆုံးကကျွန်တော်ဘဝရဲ့၃ပုံ၂ပုံလောက်ကို ပြောင်းလဲပေးနိုင်တဲ့အင်အားပမာဏကြတော့ဆာယူအောင်ပင်ဖြစ်နေပါတယ်။အကျွန်တော်ကဂျန်တဲ့ဂျေဇုရှင်တွေကိုလည်းကျွန်တော်ကတကယ်ဂျေဇုတည်ပါတယ်။အဲ့တော့ခုနကပြောသလိုတယောက်တည်းကိုမပြောပါနဲ့ဆိုတော့လည်းပဲမြန်မာစောသားကဆရာဦးအောင်သိန်းရှိမှာစုပုံနေတယ်။ဦးအောင်သိန်းသာမဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သိန်းသာဒီစာရီမရေးခဲ့ဘူးဆိုရင်ဦးအောင်သိန်းရဲ့တပည့်တယောက်မဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သိန်းရဲ့စာရီကိုမဖတ်ခဲ့ရဘူးဆိုရင် ကျွန်တော်သိကြတယ်ဒီဘဝမရောက်ဘူးကျွန်တော်အသက်အခု45နှစ်ဝင်းမြူရဲနဲ့ကုသရေးဆိုင်ရာဆရာဝန်ဘွဲ့တစ်ဘွဲ့ကျွန်တော်ရထားတယ်ဒီစပင်းကဖြန့်လိုက်လို့ရှိရင်ပခုံးပေါ်မှာဝဲနေလိမ့်မယ်လွတ်လွတ်လပ်လပ်နေရင်ကျွန်တော်ဂျင်းပေါင်းမီနဲ့တီရှပ်နဲ့နေတယ်တီရှပ်ကအယိုးကောင်းပုံတွေပါနေနဲ့ဇဝင်းထွတ်ထွတ်ပတ်လိရှိတဲ့ဒီလက်ပတ်တောင်အခုလက်မှာမဖြုတ်ရသေးဘူးပတ်ထားသေးတယ်စိတ်ကတာကိုကြိုက်တော့ငကတ်တွေပါတွေတော့မကြိုက်ဘူး ဒါပေမဲ့ဒီပွဲမှာကျတော့ကော်လန်ကလုံးနဲ့ပါနဲ့တတ်တတ်ရတက်ရမယ်ဆိုတော့တက်ရတာပေါ့ကာလန်ခုနကကာလာဒေတာအရဝစားဆင်ရမယ်ဒါပေမဲ့ကိုယ့်ရဲ့လွတ်လပ်မှုအကျိုက်ကတော့လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကငယ်ဆွဲတွေမပြောက်သေးဘူးကြီးပြင်းခဲ့ရတဲ့ခက်ကတိုင်းပြည်ဖျော်ဖျက်ဖြစ်နေတဲ့အချိန်စိတ်အချင်ပေါက်နေတဲ့ကာလအခုလိုပဲသပင်ရှိနေပဲဒီသပင်ကလွန်ခဲ့တဲ့နှစ်20စိတ်တည်းရရှိခဲ့တဲ့သပင် ကျဲမောင်းမီတကားကားနဲ့တိရှတကားကားနဲ့မျက်လုံးချင်းဆုံလို့ကြည့်မရဘူးဆိုရင် ရိုက်ပြီးသားဆိုတော့ခပ်ပြီးပြီးလူငယ်တဲမှာပါခဲ့တဲ့သူသူဥယင်သူရိုက်တယ်ကိုဥယင်ကိုရိုက်တယ်ကိုဥယင်သူကွဲတယ်သူဥယင်ကိုကွဲတယ်စိတ်ကအချင်းပေါက်နေတဲ့ခက်အမေကိုလည်းမကျင်တတ်ဘူးတည်သွားတဲ့အဖေကိုလည်းမကျင်တတ်ဘူးကိုကိုအဖေပြန်မပေးတဲ့ကောင်မလေးကိုလည်းမကျင်တတ်ဘူးကိုကိုကိုလည်းမကျင်တတ်ဘူးဘဝကဘာဖြစ်ချင်မှမသိတဲ့ဘဝကိုကျွန်တော်တို့ဖြတ်သန်းခဲ့ရတယ် အဖေသူဟာသူသေးတာလေဖိုင်းမမကျင်တာဘူးဘာလို့ဖေဟာသေးရတာလဲမှန်သူကံတရားနဲ့သူသေးတဲ့အဖေတော်ကျွန်တော်မကျင်တာဘူးဟုတ်တယ်အဖေကဝန်တန်းဆိုတော့စီပေါ်ဥစ္စာလလလလလမထားခဲ့နိုင်ဘူးအမေကမဆိုးမှဖြစ်သွားတယ်အမေလေဘင်းကိုညှိရင်ထွက်လာမှာကရွှေရင်ငွေတွေမဟုတ်ဘူးရှာအဒီရှာရင်းနဲ့လည်းကိုကဘာမှလုပ်လို့မရဘူးအမေကိုလည်းမကျင်တာဘူးနောက်ဆုံးလမ်းမေးမှာဘေးတို့ရောက်နေဘောကကျွန်တော်ဘေးတို့ရောက်တာသုံးနေကြပါတယ် လိုင်းမင်းမှာပေးလို့ရောင်းတဲ့ဘွားဂျင်းမောင်းမီတင်900ဘူး300ထောင်ဘူး300ဆန်တဲ့ဘွားဈေးတဲ့ဘွားနဲ့အဲ့ဒီအချိန်မှာလူလူတော်မာရဲ့ဆန်တဲ့ဘွားဈေးပါညာကျွန်တော်ဖတ်နေပြီပြောချင်တာကလမ်းမေးကိုရောက်သွားတယ်လမ်းမေးမှာနေလမ်းမေးမှာစားလမ်းမေးမှာရှင်သာလူပြိုပေါ့အရွယ်ကောင်းလေးတယောက်ဖြစ်တဲ့အတွက်စန့်ကျင်မဲ့လိန်ဖြစ်တဲ့အမျိုးသမီးတွေကိုကြည့်တဲ့ရှုတဲ့နေရာမှာတော့မရင်ကျေးတော့မရင်ကျေးတော့မိန်းကလေးတယောက်လှတယ်မလှဘူးဘယ်ကိုကြည့်မလဲဘာကိုကြည့်တဲ့လဲ ဘယ်လိုပြုတ်မှုဆက်ဆံတဲ့တယ်လဲ။ဒါပေမဲ့အဲ့ဒီမိန်းကလေးတယောက်လှတယ်မလှဘူး။မျက်နှာကိုမချီဘူးကျွန်တော်တို့ကမျက်နှာလွှဲရင်အကုန်ကြည့်တယ်။ရှေ့ကကြည့်လို့အားမရရင် နောက်ကပြန်ကြည့်တယ်။နောက်ကပြန်ကြည့်လို့အားမရရင်ရှေ့ကပြန်ကြည့်တယ်။ကျက်ဖာကြီးကကျမကိုရစ်တယ်လို့ကျက်ဖာကြီးကကျမကိုရစ်တယ်လို့ဆိုတော့တရိတ်ဆန်လို့ပေါ့။အဲ့တော့ဘေးမှာပါလာတဲ့မိဘမောင်ဘွားကမကျင်တတ်တဲ့ပုံစံမျိုးပြုတ်မှုရင် လက်သီးလက်မောင်းတန်းပြီးမင်းပါလဲငါပါလဲလို့လှုပ်ချင်သေးတယ်လူမိုက်စိတ်မင်းမှလှလို့ကြည်တာကွာဘာဖြစ်လဲဆိုတော့အပေါက်မျိုးမကြည့်စေချင်မင်းအမှမလှစေနဲ့ပေါ့ဆိုတော့မိုက်ရိုင်းမှုမျိုးကျွန်တော်တို့ဖြတ်တန်းခဲ့ရပါတယ်တနည်းအားဖြင့်ဘဝဟာလမ်းလွဲရောက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါကျွန်တော်လူချင်းလေးကိုပြောလိုက်တာပါအဲ့ဒီနေရာမှာလမ်းလွဲသွားရင်ကျွန်တော်ဒီဆေးပညာဘွဲကိုလည်းရเสียအောင်မရှိဘူး ဒီလိုစင်မြင့်မော်ကိုတက်ရောက်ပြီးတော့ဒီလိုစကားတွေလည်းကျွန်တော်ပြောခွင့်ရမှာမဟုတ်ပါဘူးတကယ်လို့ကျွန်တော်အသက်မသေးဘဲနဲ့ရှိခဲ့မယ်ဆိုရင်လည်းခုချိန်မှာကျွန်တော်ဟာဒီဗေဒုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ကောင်းဖြစ်မယ်ပညာတတ်တဲ့အတွက်စာဖတ်တဲ့အတွက်စဉ်းစားဉာဏ်ရှိတဲ့အတွက်အလုပ်သမားဘဝမှာတော့အကြိုက်နေရမှာမဟုတ်ပါဘူးလူစိုးလူမိုင်းလုပ်ရင်တော့မှခေါင်းဆောင်ဖြစ်မဲ့အရေးသေးတော့ရှိတယ်လို့ကိုကိုကိုခံယူရတဲ့သူပါဆိုတော့ ဲ့တော့အခုနေမှာတကယ်လို့သာဒီစာပေနဲ့မထိတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်ဖြစ်နိုင်တာဒီတထေးတကြွယ်တယောက်လည်းဖြစ်နေနိုင်တယ်ပတ်စံကိုအမိရရအမိရကြက်ကြက်ခေါင်းကကြက်ကြက်ဖြတ်စားလာစားလောက်တတ်တဲ့လမ်းဘေးကလူတယောက်လည်းဖြစ်နေနိုင်တယ်ပြောချင်တာကတော့ပတ်စံရှိပေမဲ့ဂုံတိတ်ခါရှိချင်မှရှိမယ်ဒါမှမဟုတ်မွေးရစေဝါးတွေနဲ့အင်မတန်လက်ပုံးတတိရှိတဲ့အတွက်ထောင်ထဲမှာပဲမထွက်ရတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်တို့မွေးရစေဝါးတွေနဲ့အင်မတန်ရင်းနှီးခဲ့ပါတယ် မိုက်တဲ့စိတ်ကြောင့်ထောင်ထဲမှာပဲအသက်ကုန်ဆုံးသွားတာမျိုးလဲဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုဖြစ်နိုင်တဲ့အခြေအနေတွေအားလုံးတွေကမကောင်းတဲ့အခြေအနေတွေအားလုံးတွေကကြော်လွန်ပြီးတော့ဒီကနေ့ဒီအခြေအနေကိုရောက်အောင်ဆရာဦးအောင်သင်အဆရှိသောစာပေနယ်မှလူချင်းမိပါများဆရာကြီးဆရာမကြီးများဒီကျေးဇူးကြောင့်ကျွန်တော်ဒီအခြေအနေကိုရောက်တာပါအဲ့တော့ဒီကနေ့ မင်္ဂလာပါလို့နှုတ်ဆက်လိုက်တဲ့အချိန်မှာစိတ်ထဲမှာသောတော်ကပြောတဲ့ခံစားမှုတွေခံစားမိတယ်ဆိုတော့သောတော်ကကျွန်တော်ပြောနေတာဥဖေမောင်တဲ့ကိုမင်းကိုနိုင်နဲ့ပတ်သက်လို့ကျွန်တော်ဒါလေးကိုပြန်သွားပါမယ်မင်္ဂလာပါဆိုတော့ဗမာစကားဟုတ်ရဲ့လားဆိုတဲ့အချိန်မှာစဉ်းစားမိတာဥဖေမောင်တဲ့ကဆရာကြီးဦးအောင်သိန်းတို့ရဲ့ဆရာမြန်မာသားနဲ့ပတ်သက်လို့ဆရာကြီးနောက်တခါဥဖေမောင်တဲ့ကဗုဒ္ဓဘာသာမဟုတ်ဘူးနော်ခရိယန်ဘာသာကိုးကွယ်တယ်လို့လည်းသိရတယ် ဲ့ဒီမှာဝေါအောင်သိန်းတွေကိုမေးတယ်တဲ့အောင်သိန်းဟုတ်ကဲ့ဆရာကြီးစိတ်ဆိုတဲ့ဇကလုံးရဲ့မြမအတိတ်ဘယ်ကဘာများဖြစ်မလဲစိတ်ဆိုတဲ့ဇကလုံးရဲ့မြမလိုအတိတ်ပဲအဲ့တော့မှဆရာကြီးဝေါအောင်သိန်းတွေကစဉ်းစားတယ်တဲ့ဝေါအောင်သိန်းတို့ဟုတ်တယ်စိတ်ဆိုတာစိတ်တဆိုတဲ့ပါဠိကလာတာစိတ်ကမြန်မာစကားမဟုတ်ဘူးအင်္ဂလိပ်လိုပြောတော့လဲ mind ၆စဉ်းစားတယ် စိတ်ဆိုတဲ့စကလုံးရဲ့မြမသကားကိုစဉ်းစားတာအဖြစ်မပေါ်ဘူး။ဆရာကြီးဥပ္ပေမောင်တရားလဲစိတ်ဆိုတဲ့မြမသကားရဲ့အတိတ်ပဲဘာပါလို့ပြောမသွားဘူးခဲ့။အဲ့ဒီမှာဆရာဦးအောင်ဘင်းကပြောပါလေ။အတော်ဆုံးဆရာဆိုတာတဲ့။တပည့်ကိုသင်ရိုးထဲမှာရှိတဲ့သင်ခန်းစာတွေအကုန်အစင်သင်ပင်းနိုင်လိုက်တဲ့ဆရာဆရာမကိုခေါ်တာမဟုတ်ပါဘူးတဲ့။အတော်ဆုံးဆရာဆိုတာကျောင်းသူကျောင်းသားရဲ့တပည့်ဖြစ်သူရဲ့ပညာရှာဖွေစူးစမ်းလို့စိတ်ကို အမြဲတမ်းတောက်လောင်နေအောင်မီးထိုးပေးနိုင်တဲ့ဆရာကမှအတော်ဆုံးဆရာလို့ခေါ်တာပါဆိုပြီးမှတ်ချက်ကလေးရေးပါစိတ်ဆိုတဲ့ဗမာစကားလုံးရဲ့အဓိပ္ပာယ်ပါလေဆရာအဖြေပေးမသွားဘူးခုချိန်ဒီလဲသူရှာနေတော့မယ်တဲ့ပညာဆိုတာအဲ့ဒါလို့စီးပူးရတယ်ကွမောင်အောင်သိရလို့မပြောရုံတမဲပဲတဲ့အောင်သိရင်မင်းတော်တော်သိနေပြီလားသိနေပြီဆိုရင်စိတ်ဆိုတဲ့အဓိပ္ပာယ်ကဗာမြန်လဲကွာ စကားလေးတစ်ခွန်းနဲ့အင်မတန်ယဉ်ကျေးတဲ့ဆရာကအင်မတန်သူမျော်လင့်တဲ့တပည့်အပေါ်မှာပြုမှုဆက်ဆံလိုက်တဲ့အကြောင်းအရာဒီနေ့ကျွန်တော်တို့ပညာရေးကတော့ခုနကဆရာကြီးပြောတဲ့အထက်မှလည်းပါပါတယ်ကျွန်တော်တို့ပညာရေးကတော့เนาะဒါသင်ဒါကျက်ဒါမေတာဖြစ်ဆိုတော့အခြေခံဆင့်ကျွန်တော်တို့ဖြတ်တန်းရပါတယ်ဒါကတော့တက္ကသိုလ်အဆင့်မှာတက္ကသိုလ်အဆင့်မှာလည်းအားနည်းချက်တွေအားသာချက်တွေကျွန်တော်တို့အားလုံးဖြတ်တန်းမှုတဲ့သူတွေဆိုတော့အားလုံးသိကြပါတယ်အပညာကိုလိုလားနေအောင်တောက်လောင်နေအောင်လုပ်ပေးနိုင်တဲ့ဆရာဆရာမှာ ပညာကိုသတိနဲ့ချွန်းနဲ့နော်သတိတမန်ညာမြေကလို့ပညာတမအာဘာပညာတမအာဘာနတ်တိဆိုရက်ပညာနဲ့တူတဲ့အလင်းအောင်မှာမရှိဆိုရက်မိမျိုးထိုးပင်နိုင်တဲ့ဆရာသွားတော့ကျွန်တော်အဲ့ဒါကိုသွားတရိယာခဏကိုမင်းခွန်နိုင်မေးတဲ့ချိန်မှာမင်္ဂလာပါလို့နှုတ်ဆက်တာဟာမြန်မာလိုနှုတ်ဆက်တာဟုတ်ရဲ့လားမြန်မာလိုတော့မဟုတ်ဘူးမင်္ဂလာပါအင်္ဂလိပ်တွေဘယ်လိုနှုတ်ဆက်တယ်လဲစဉ်းစားတော့အင်္ဂလိပ်တွေက အင်္ဂလိပ်လိုနှုတ်ဆက်တာပေါ့ good morning ကောင်းသောမနက်ခင်းပါ and good evening and good night ဒီလို good ဆိုတဲ့စကားလုံးလေး adjective ကလေးသုံးတယ်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူတို့သုံးတယ်ဘာလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်သုံးတယ်လဲအင်မတန်စိုးတယ်ရာသီဥတုအပေါ်မှာမှီခိုပြီးနေကြရတဲ့သူတွေဖြစ်တဲ့အတွက်နေကလေးပွင့်လာများဆတ်ဆတ်ပါးပါးမြင်ရရင်ရာသီဥတုတာယာနေတာလေးများကြုံရရင်သူတို့မှာပျော်လို့ရွှင်လို့ have a nice day တယောက်နဲ့တယောက်တွေ့နှုတ်ဆက်ကြ have a nice day အိုးဒီနေ့လေးရတော့တာယာလိုက်တာဒီနေ့လေးရတော့လှပလိုက်တာ have a shiny day ဒီနေ့ရတော့တော်တော်ပါပါပဲနော်အစာရှိသဖြင့်အခုအမေရိကန်မှာနေတဲ့ကျွန်တော်မိတ်ဆွေများဓာတ်ပုံတွေပို့ပေးပါတယ်အိမ်ကိုနှင်းဖုံးနေတဲ့ပုံတွေဘာဘာနိုင်ငံလို့ပြောမယ်ဆိုရင်မိသက်ကားတွေနမိသက်တပ်ဖွဲ့ဝင်တွေကကားတွေမောင်းလို့ရအောင်နှင်းတွေကိုကော်ပြားနဲ့လိုက်ထိုးနေရတဲ့ပုံတွေ အမေရိကန်အစိုးရအကြောင်းတွေယုံနေပိတ်ပေးထားတဲ့အကြောင်းနေ့နေရာအများကြီးပဲဆိုတော့အဲ့ဒါလို့တို့စိုးရွားတဲ့ရာသီဥတုမှာနေကြရတဲ့တွေဖြစ်တဲ့အတွက် good morning ဒီနေ့မနေ့လေးကတော့ကောင်းသောမနေ့လေးပါဒီလိုနှုတ်ဆက်ကြတယ်တဘာဝကြတယ်ဒါသီဥတုသိုးသွမ်းမှုပေါ်မှာမူတည်ပြီးနေရတဲ့အတွက် good morning good evening ကောင်းတယ်ဒါဆိုရင်ကဘာစစ်တွေအတွင်းတော့က ငတ်ခက်ပြတ်ခက်ဘူးတဲ့နိုင်ငံတွေရှိခဲ့ဘူးတဲ့အစာရေစာပြတ်လပ်ပြီးတော့ဒုက္ခရောက်ခဲ့ဘူးတဲ့နိုင်ငံတွေကိုရီးယားလိုနိုင်ငံမျိုးတရုတ်လိုနိုင်ငံမျိုးစားစရာမရှိအောင်ငတ်ခက်ကြဘူးတဲ့ဒုပိကန္တရကတ်လို့ခေါ်မဲ့အစာရေစာပြတ်လပ်တဲ့အခြေအနေကိုသူတို့ရင်ဆိုင်ခဲ့ရတယ်နောက်ဆုံးစားစရာမရှိတော့အိမ်မမွေးတာနဲ့ကိုယ့်ရဲ့အိမ်မွေးခွေးကိုတော့တတ်စားရတဲ့ဘဝမျိုး လမ်းပေါ်မှာပြင်းနေတဲ့ခွေးကိုစားတော့ရတဲ့ဘဝမျိုးဒါကြောင့်မလို့ဒီနေ့ကိုရီးယားလူမျိုးတွေတရုတ်လူမျိုးတွေကခွေးသားစားကြသလားတော့မသိဘူးဒါတော့သူတို့လူမျိုးချင်းချင်းနှုတ်ဆက်တဲ့အခါမှာသူတို့ကဘလို့နှုတ်ဆက်တယ်လဲဆိုရင်တဲ့ကိုရီးယားချင်းချင်းတရုတ်ချင်းချင်းတွေ့ရင်စားပြီးပြီလားလို့နှုတ်ဆက်တယ်တဲ့အတိတ်ဘယ်ကမင်းတိတ်ညာစားနေသလားဒါမို့ရင်မင်းငတ်မြန်နေသလား မင်းမျက်နှာကြည့်ရတာမင်းလည်းသာမစားရသေးပုံပဲနော်တကယ်လို့များမင်းသိစားလောင်နေရင်သိမြန်ငတ်နေရင်ငါ့မှာရှိတဲ့တစ်ဖက်တစ်ရွက်ကိုကျွေးရမလားအတိဘယ်ကနတ်ခဲ့ဘူးတဲ့ခစ်ကိုဖြတ်ခဲ့ကြဘူးတဲ့သူတွေဖြစ်တဲ့အတွက်နှုတ်ဆက်တာဒီစားပြပြီလားဒါဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကမင်္ဂလာပါဆိုတဲ့စကားကလည်းမြန်မာစကားမဟုတ်ဘူးဆိုရင်ဘယ်လိုများနှုတ်ဆက်တဲ့လဲစဉ်းစားရမယ် မြန်မာအမျိုးသားတွေရဲ့တက်တန်းက research စိတ်သူဒေသနာအရ58နှစ်လို့သိရပါတယ်ဒါဆရာဦးသားချိုးဆိုဒါတော်တော်ကံကောင်းတယ်59ကို60လေးရောက်သွားပြီတော်တော်ကံကောင်းတာတကယ်တော့58နှစ်ကျွန်တော်စုံအများကြီးကြံသေးတယ်အမျိုးသမီးတွေရဲ့တက်တန်းက63နှစ်ကျွန်တော်နိုင်ငံထိုင်းနိုင်ငံအမျိုးသားတွေရဲ့တက်တန်းက80အမျိုးသမီးတွေက85 ။ဘာဖြစ်လို့အမျိုးသမီးတွေကနည်းနည်းလေးပူပူနေလဲတော့မသိဘူးဒီနေရာမှာ lady first ဘာညာရှိလာတော့မသိဘူး။စင်ကာပူနိုင်ငံမှာအမျိုးသားတွေက80လောက်ထိသွားတယ်။အမျိုးသမီးတွေက85လောက်ထိရောက်တယ်။ average ပေါ့နော်။ဂျပန်မှာကျွန်တော်တာတာတာအရှိရှိတော့အရှာနဲ့အာရှလောက်ပဲဆွဲလိုက်တာပါ။ဂျပန်မှာအမျိုးသားတွေက90လောက်ထိရောက်တယ်။အမျိုးသမီးတွေက90နဲ့100လောက်ထိစတန်းရသွားတယ်။ ဲ့တော့တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်ရင်ဘာညာအဲ့လောက်ထိမတွေးပါနဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုကျွန်တော်အဲ့လောက်အပင်မမခံစေချင်ဘူးဘာမှကျွန်တော်တို့ကလက်နက်တွေပါနေကင်ဆွဲစရာမလိုဘူးကိုယောဂါနဲ့ကိုသေတာနဲ့နေကျွန်တော်နိုင်ငံကုန်းတယ်ဘာစစ်မှတိုက်စရာမလိုဘူးဂျပန်နဲ့တတန်းချင်းစင်အောင်ကျွန်တော်နှစ်ဆလောက်ဖြစ်နေပြီဟုတ်တယ်မလားသူတို့50ဆိုသေးပြီလေသူတို့80 90နေမှလေဘာမှတော့တိုက်စရာမလိုဘူးဘာလို့အဲ့လောက်ဖြစ်တယ်လဲ ဒါတသက်ပြစရာရှိတဲ့လူရှင်တော်ကြီးကိုကင်းကောင်အလုံးချစ်ပါတယ်ကိုကင်းကောင်55နှစ်ဆုံးသွားပြီကိုကင်းကောင်ရှေ့နှစ်ပတ်လောက်မှဆုံးတာကိုမင်းစိန်လူချမ်း56နှစ်အဲ့ဒီရနောက်တပတ်နှစ်ပတ်လောက်မှဆုံးတာဆရာမောင်သာချူရဲ့တငယ်ချင်းအရင်ဆွေမျိုးဆိုင်ရင်မရညီကိုတော်တော်သေးတယ်လို့ပြောတယ်ကြပြဆရာကိုရမုံနဲ့59နှစ်ရင်ဘတ်တွေအောင်းနေအောင်းနေအောင်းနေနဲ့ ကျွန်တော်လဲအောင်းလာတပတ်လောက်ရှိပြီရမတွေအောင်းနေအောင်းနေနဲ့ဆံဝင်သွားပြဆံဝင်ဟာအသက်အသက်အသက်ဆိုပြီးတပတ်လောက်ခုအောင်းလာမတက်သားဘူးဘုံဆိုဘိုက်ဖွင့်လိုက်တော့ဦးမကြီးကင်ဆာဒီနေ့ဖွင့်တော့နေသေးဒီနေ့ဖွင့်တော့နေဆုံးတာပဲဆံမတော်ရွှေတကယ်ချင်းရင်ခောက်ခောက်ပါစာဖတ်တဲ့သူတွေကတော့သိပါတယ်အိမ်မက်ဖူးဆိုတဲ့မဂဇင်းကိုအတူတူရင်ခုန်ခဲ့ကြတဲ့တကယ်ချင်းရင်ချာတွေပါအရင်ဦးဆုံးထွက်ခွာသွားသူပေါ့59နှစ်အဲ့ဒီနေ့တနေ့တည်းမှာတကြွားတဲ့သူက စားဖတ်တဲ့သူတွေသိတယ်အဲ့စကားလေးတော့ဘယ်လိုမှမအောင်မေးပါနဲ့နော်စားမဖတ်ရင်တော့မသိဘူးလေစားဖတ်မှသိမှာ ခွဲကြပြီးပြောတာမဟုတ်ပါဘူးအဲ့ဒီနေ့တနေ့တည်းတကြွရတဲ့သူကအက်ဒီတာယတီမဂဇင်းတို့ပေါပူလာဂျာနယ်တို့မှာလုပ်ခဲ့ဘူးတဲ့တခြားသောအလုပ်တွေလည်းအများကြီးလုပ်ဖူးတယ်ဇာညွန်ကြီးလာတို့ဘာလို့အများကြီးလုပ်ဖူးတယ်စာပေနယ်ကအက်ဒီတာဆရာကိုလွမ်းဝင်နိုင်ကျွန်တော်တို့ကကိုလွမ်းလို့ခေါ်တယ်ဆရာလွမ်းလို့ခေါ်တယ်56နှစ်ဆိုတော့ကျွန်တော်ခုနပြောတဲ့တက်တန်းက မှန်နေတယ်နော်အမျိုးသားတွေတတား50နဲ့8နဲ့အမျိုးသမီးတွေတတား63နဲ့ဆိုတော့တတားမှန်နေပါတယ်ဒါဆိုကျွန်တော်တို့ဘယ်လိုနှုတ်ဆက်တယ်လဲနေကောင်းရဲ့လားသိတော့မှာလားကင်စာလားဂျင်နာကင်စာလားဥမာကြီးကင်စာလားအစာအိမ်လားအသည်လားဘာနဲ့တည်မှာတော့ဒီလိုနှုတ်ဆက်ရတော့မှာကျွန်တော်တို့ကစိတ်လုံးဝမတော့တဲ့အမျိုးသမီးရအဆုတ်ကန်စာတဲ့ အစ်စ်လုံးဝမတော့တဲ့အမျိုးသမီးကအသေးကန်စာတဲ့အမျိုးသမီးအသေးကန်စာနဲ့တည်တော့တော့ဒီလူကခြေကွဲတယ်သူကနေတိုင်းတောင်းနေတာလေသူကမဖြစ်ဘူးသူမျိုးသမီးကဖြစ်တယ်အဲ့တော့သူကလာပြောတယ်ပညာလည်းမတတ်တဲ့အခါကျတော့ဆရာရဲ့အရက်ဟာအနက်နဲ့ကန်စာဖြစ်နိုင်လားတဲ့ဘလို့ဖြစ်ရမှာတော့အနက်နဲ့ကန်စာတောက်တာကျွန်တော်လေးတဲ့တည်တာသူတဲ့တောက်တာသူတည်တာသူမင်းမယောဂအသေးကန်စာနေတိုင်းတောင်းနေတာသူအခုမနေ့နေ့လည်းညတောင်းနေတာသူ့ ျွန်တော်မနေချင်ဘူးဆရာလည်းမြန်မြန်သေးအေးရောတဲ့မသိနိုင်ဘူးသူကြတော့လေအဲ့သူကပြောသေးတယ်စိတ်ကောင်းဝင်တဲ့အချိန်နည်းနည်းလေးမူးနေတဲ့အချိန်ချွေးနေတဲ့အချိန်ကျွန်တော်တို့ကတန်နေပြရတယ်ဆရာရတယ်တန်မီတယ်ကျွန်တော်တို့ကတဲ့ငါတို့အဲ့လိုလေပြောပြီးဝင်နေတော့လာတော့မိမလည်းအင်မတန်ချစ်တဲ့သူဆိုတော့ကျွန်တော်မိမမတန်ဘူးဗျာလို့တာသူကသူစိတ်ထဲမှာကြည်ရတာကင်ဆာလို့များစောစောကြိုတင်းသူမိမပါအရက်တိုက်မဲ့သဘောရှိတယ်တာအောင်လို့လေ အဲ့တော့ကျောင်းသူတွေကတမျိုးတွေးပြီးတော့အဲငါတို့လည်းတန်အောင်တော့မှာပဲမလုံးနဲ့နော်ဒီကန်ဆာဖြစ်စေတဲ့အချက်လက်တရားဒီနိုင်ငံမှာအများကြီးဖြစ်နေပြီမြန်မာနိုင်ငံဟာကောင်းတာတွေနဲ့ပတ်သက်ပြီးပြောရင် အများအားအောင်ဆုံးကကောင်းတဲ့အချက်လက်တွေကိုပြောရင်မြန်မာနိုင်ငံအောင်ဆုံးကကမ္ဘာမှာနိုင်ငံပေါင်း215နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်က203သူ့အောင်မှာ17နိုင်ငံပဲရှိတော့တယ် အရှိတောင်အာရှအာဆီယံမှာ10နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်ကနံပါတ်30အောက်ဆုံးပါပဲအရှိတီမောဆိုတဲ့နိုင်ငံအာဆီယံနဲ့လာ join နေဥပပေါင်းမှုအဲ့တော့မြန်မာကလိုက်လိုက်လဲလဲသဘောတူတယ်နံပါတ်ကလေးပါလေးပြောင်းလို့ပြောင်းညာဟုတ်တယ်နံပါတ်ပြောင်းသွားတယ်တီမောဝင်လာတော့မြန်မာနိုင်ငံနံပါတ်17ဖြစ်သွားတယ်အစ30တီမောဝင်လာတော့17အဲ့တော့စိုးတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အောက်ဆုံးပါ အကောင်းတဲ့ကိစ္စတွေကိုကြည့်ရင်အောက်ဆုံးမှာဆိုးတဲ့ကိစ္စတွေကိုကြည့်ရင်တော့ထိပ်ဆုံးမှာကင်ဆာအဖြစ်အများဆုံးနိုင်ငံ first မြန်မာနိုင်ငံလက်ပေးလက်ယူအများဆုံးနိုင်ငံမြန်မာနိုင်ငံဥပဒေစိုးမိုးမှုအ ਨੇ ဆုံးနိုင်ငံထဲမှာ top 10 list ထဲမှာပါတယ်မကောင်းတာတွေအားလုံးမှာထိပ်ဆုံးอ่ะသို့တော့ကောင်းတာလေးတစ်ခုတော့ရှိတယ်ဒါတော့ထည့်ပြောရမှာမြန်မာတရဘရဟိတနဲ့ပတ်သက်ရင်လည်းမြန်မာထိပ်ဆုံးမှာရှိပါတယ် ထမတော့အမေရိကန်နိုင်ငံနဲ့ဒီအနောက်ကနိုင်ငံတွေက pride ဒီ donor donation လောက်တဲ့နေရာမှာသူတို့ကနံပါတ်1ယူထားတာအချာကြီးပဲဒါပေမဲ့ခုမြန်မာနိုင်ငံကိုလွှဲပေးလိုက်ရပါတယ်။ဘာလို့လွှဲပေးလိုက်ရလဲဆိုတော့မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အခုပထမရနေတဲ့နိုင်ငံတွေကချမ်းသာလို့လှူတဲ့ပထမဆင်းဝင်မြန်မာနိုင်ငံကကမ္ဘာအဆင်းဆုံးနိုင်ငံအောက်ဆုံးအမွဲတည်ဆုံးနိုင်ငံကနေလှူနေတာဖြစ်တဲ့အတွက် ဒီလိုတူနေရင်မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်ဆိုပြီးတော့ပရာဟိတနဲ့ခုနကလှူတဲ့တန်းတဲ့နေရာမှာတော့မြန်မာဟာကဘာမှာ first ဖြစ်ပါတယ်ဒါလေးကတော့ကျန်ကျန်ဖမ်းမှန်ဂုဏ်ယူစရာလေးပေါ့နော်အဲ့တော့လှူဝန်တန်းရတာဗမာပြည်ကတကယ်ဝါသနာပါတယ်တကယ်ဝါသနာပါတယ်ဟာဟိုဘက်ရက်ွက်မိလောင်သွားတယ်ဒီဘက်ရက်ွက်လူကပျော်နေပြီပျော်ကြတယ်ဘာလို့ပျော်ကြတယ်လဲဟာဓာတ်ပုံလေးတွေနဲ့ဓာတ်ပုံရိုက်မယ်ဆယ်ဖီဆွဲမယ် ပုံနဲ့တင်မယ်မိတွေလောင်နေပြီ level အဆင့်ဘလောက်ရောက်နေပြီအတချို့အောင်ဆိုလို့ရှင်ဟေ့ပျော်စရာကြီးဟေ့မနေ့ကညရင်ငါတို့ထမင်းတို့တွေဝေရတော့မယ်ဟေ့ပရာဟိတာတွေလောက်ကြတော့မယ်ဟေ့တချို့ဆိုရင်အင်းနော်အရင်ကတည်းကဘဲဥပဲကျူးတာဘဲဥလည်းမှာပတ်စံလေးတွေထည့်ပြီးတော့မြှုပ်သွားတာပျော်စရာကြီးနော်လောင်နေတဲ့မိကိုဘလို့ငြိမ်းမလဲတော့မစင်သာဘူးမနေ့ပြန်ထမင်းတို့ဝေဖို့ပျော်တဲ့လူတွေထဲမှာကျွန်တော်တို့ပါတယ်မုံတိုင်းနေတိုက်ပြီးအေးပျော်တယ်ဟေ့ဘာအတွက်ပျော်လာလဲပရာဟိတာလောက်ရတော့မယ် တက်ကစုံနေမြေမှာမဟုတ်လို့ကျွန်တော်ပြောတာပါကိုကိုကိုမထောက်မညာကိုပေါင်ကိုလန်ထောင်းရရင်ကျွန်တော်တို့ပညာနဲ့တော့နည်းနည်းဝေးတယ်ဗျာတွေးမလားသိမလားလို့မေးရင်တွေးမလားသိမလားလို့မေးရင်ကျွန်တော်တို့ကသိလိုက်မယ်တဲ့မတွေးတော့ဘူးတဲ့မတွေးချင်ဘူးသိလိုက်မယ်သိပေးမယ်မတွေးပြစင်နဲ့မတွေးဘူးအဲ့တော့ပရိဒါလောက်တဲ့ ထမင်းတုပ်လေးတွေကိုထုတ်တာဟာအဓိကလားကိုထမင်းကိုချက်စားတတ်အောင်ကိုထမင်းကိုရှာစားနိုင်တဲ့ပညာပေးရမယ်ဟာကအဓိကလားဆိုတာကျွန်တော်စဉ်းစားရလိမ့်မယ်အဝတ်တထည်ကိုတခုလှူလိုက်တာဟာအဓိကလားကိုအဝတ်ကိုကိုချုပ်လုပ်ပြီးတော့ရက်လုပ်ပြီးတော့ဝစ်စင်တတ်အောင်သင်ပေးလိုက်တဲ့ပညာကအဓိကလားအဲ့ဒီလိုအတိဒုက္ခတွေရောက်မှကိုညီတာတဲ့အတိဒုက္ခမရောက်ခင်ကတည်းကကိုကိုကို ရှင်းသားနိုင်အောင်မွေးမြူပေးတာဟာအဓိကလားတကယ်ပညာနဲ့ရှင်ပြီးစဉ်းစားရင်ကျွန်တော်တို့အားနည်းပါတယ်ဒါကြောင့်လေကျွန်တော်တို့ရဲ့နိုင်ငံရဲ့အခြေအနေဟာဒီအခြေအနေရောက်နေတာပါစိတ်ရင်းစိတ်ထားအခြေခံအဖြစ်ကောင်းကြတယ်တိုးတော့အဲ့ဒီကောင်းမှုမှုကပညာမပါတဲ့စဉ်းစားတွေးခေါ်မှုမပါတဲ့အမြော်အမြင်မပါတဲ့အရာမျိုးဖြစ်နေတယ်မစဉ်းစားဘူးကျွန်တော်တို့ကခြေလက်တော့ရအနှံ့ကိုသွားနေရတာ ရွာတရွာကိုဝင်သွားတယ်ရွာတရွာကိုဝင်သွားတယ်ဆယ်မိုင်အကွာဝေးရှိတယ်မြို့နဲ့ဆယ်မိုင်ကိုဘယ်လောက်မောင်းမလဲအမြန်လန်းဆိုလမ်းပါမျိုးဆိုဆယ်မိုင်ဟာ7မိနစ်ပေါ့နည်းနည်းလေးလမ်းရမကောင်းဘူးဆိုရင်နိုင်ဝက်ပေါ့အခွေကောက်များတယ်ဆိုရင်တနာကြီးပေါ့ဆယ်မိုင်ကို၄နာရီမောင်းရတယ်၄နာရီအဲ့ဒီမြို့နယ်ဝေးတဲ့ဆယ်မိုင်ကို၄နာရီမောင်းရဝင်သွားလိုက်တော့ရွာ တရွာလုံးလှုပ်ရှားရတဲ့အလုတ်ကငါးရှာဖားရှာစားရတဲ့အလုတ်တခြားလေးနောက်ထောင်စေခြင်းနဲ့ညီတို့နှမတို့ရွာဆင်းရဲတယ်ဘာလို့စားပေးဟိုဘက်ဘက်လှုပ်လဲတော့ကျွန်တော်မတွေးတွေးမိတယ်စိတ်ထဲမှာသူတို့ရှိရာသူတို့ပေးမဲ့လက်ဆောင်လေးငပိငချောက်လေးယူရမှာတော့အားနာတယ်သူတို့တော်တော်ဆင်းရဲတာကိုမြင်နေရတယ်တိုင်းမင်းမှာရွာလေကောင်ရောက်တဲ့ခါမှာဘွားကနေမြင်လဲရတာကြီးကတကယ့်ကိုတော်ရင်သာနဲ့ပြူရောက်သွားသလိုမြင်လဲရတာကြီးကဘာလဲဆိုတော့ဘုန်းကြီးကြောင့် ရွှေချောင်းပြောင်ပြောင်ဝင်းခေါင်ကောင်ရွာမီးမရှိဘူးခုံးချောင်းတုံးတက်တကယ့်ကိုတော့ဒီစနပုတ်မဲညစ်နေတဲ့ဖုံနေသဲနေရွှွနေဘွက်တွေမဲညစ်နေတဲ့အထဲမှာတုံးတက်တကယ့်နတ်ပုံနန်းနန်းမယ်ကျွန်တော်ဘုရားဘာသာပါနော်တာမန်ဘုရားဘာသာမဟုတ်ပါဘူးနော်အစင်တန်းမြင့်တဲ့ဘုရားဘာသာဝင်တယောက်ပါ ဇာပေဖတ်ရှုလေးလာမှုမပြတ်ရှိတဲ့သူတယောက်ပါမယိုးဖလားအစင်မဟုတ်ဘူးနော်ကျွန်တော်ရဲ့ဘာသာတရားပေါ်မှာထားတဲ့စိတ်ကခုနကဒီရွာလေးရဲ့အခြေအနေဇာပေဟောပြောပွဲနဲ့အတူတိုးပြချင်းပါတာဘာလဲဆိုတော့တရားပွဲဘယ်နေ့ရလဲလို့မေးလိုက်တော့15ရက်15ရက်ချင်းပါဇာပေဟောပြောပွဲက2ရက်ဖုန်ကြီး15ရက်လူ2ရက် ဆရာတော်တွေတန်ခါးတွေကိုနဝကံမကတ်လူငွေရအ ਨੇ ဆုံးတညတညမှာ15သိန်းနဲ့30ကြာတေသာပေါ့လှူတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ကဂိင်္ဂနာသမားဆိုတော့ကျွန်တော်တွက်ကြည့်လိုက်တယ်15သိန်းနဲ့ပဲကျွန်တော်တွက်ပါတယ်15 15လီ15ပါဘူး15လီ225တနစ်ကို225သိန်းရေးထားတဲ့ဆိုင်ဘုတ်ကိုကြည့်လိုက်တော့53ချိန်မြောက်ဟာ 225သိန်းကိုကျွန်တော်43ညနဲ့မြောက်လိုက်တော့သိန်းနေရာကို40နဲ့မြောက်သိန်းနေရာကိုလွယ်အောင်40နဲ့မြောက်ဘလောက်ပြမလဲသိန်းနေရာကို40နဲ့မြောက်ဘလောက်လဲသိန်းရှင်းအဲ့ဒီကျွာလမ်းကြီးကောင်းအောင်ခင်းလို့ရတယ်ဗျာအဲ့ဒီကျွာဒီကျွာလုံးကိုမီးလင်းအောင်လုပ်လို့ရတယ်ဗျာအဲ့ဒီကျွာမှာမွေကြိုက်ပြီးသေးတဲ့သူတစ်နှစ်ကို10အောင်လောက်ရှိတယ်မွေးစစ်ဖြစ်စေမရှိဘူး စာချင်းမရှိဘူး။ဈာမကြီးစေဘီကံကောင်းအောင်မရှိဘူး။ဒါပေမဲ့ကျွန်တော်စကားကိုတချို့ကြိုက်ကြမှာမဟုတ်ဘူး။ရွှေချောင်းပြောင်ပြောင်တကယ်ဝင်းခေါင်ကောင်။ကျွန်တော်ဒီစကားကိုဒီနားလောက်ရတာကောင်းမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်မစင်းလာဘူး။မစင်းလာဘူးကြောင့်တခုခုနဲ့၆လိုင်းရင်ကျွန်တော်၆တယ်။ ဒါကြောင့်ငရဲကန်းကလည်း6လုံးဘုံငန်းကလည်းမြောက်လုံးဆိုတာတကယ်အစ်မန်ဘာသာတရားကြားထဲမှာငရဲကန်းကြောင့်လည်း6လိုက်တာဗျာဘုံငန်းကြောင့်လည်းမြောက်လိုက်တာအလယ်မှာတကယ် absolute အမှန်တရားအဲ့ဒီ absolute အမှန်တရားကိုညာရင်ညာသွင်းနဲ့သွားမှသိနိုင်မှာဒါကျွန်တော်ဒီကနေ့ဒါတော့ခုနပရိသတ်နဲ့ပတ်သက်လို့ကျွန်တော်ရည်ရွယ်ပြီးပြောလိုက်တာကျွန်တော်ရဲ့စိတ်ကအဲ့လိုရှိတယ် စားကြည့်တဲ့အတွက်လူငွေလေးထည့်ပါဆိုတော့အမေပြန်မလာသေးဘူးတဲ့စားကြည့်တဲ့အတွက်လူငွေ900တစ်ဆောင်ကြတော့အမေပြန်မလာသေးဘူးအဖေမနိုးသေးဘူးဆုံးဆုံးကပြောတဲ့ကိစ္စရက်တွေမှာကြတော့ကိန်းကနံပေါင်းယောက်များစွာဒီနည်းနဲ့ကျွန်တော်တို့ကဝင်းနေစရာကောင်းတယ်ခြေခွဲစရာကောင်းတယ်တိုင်းပြည်နိုင်ငံတစ်ခုအဖြစ်ဖြတ်သန်းနေရပါတယ်ရှိတဲ့ငွေချေးနဲ့ စီမံခန့်ခွဲမှုနဲ့စနစ်တကျကျွန်တော်တို့မသွားနိုင်ဘူးဟုတ်ပြီကျွန်တော်စကားတွေလည်းချော်မသွားရလေအောင်ခုနကပြောချင်တဲ့အိဗယ်ကကဘာပေါ်မှာကျွန်တော်တို့လှူဒါန်းတဲ့နေရာမှာထိတ်သည်စဉ်းစားမလားသိမလားလို့မေးရင်ကျွန်တော်တို့ကမစဉ်းစားဘူးစဉ်းစားဘာသာတရားနဲ့ပတ်သက်လို့လည်းပေါ်ပေါ်တန်တန်နေတော့များတယ်ကျွန်တော်ညီမကျွန်တော်ထမများကိုတွေ့တုံးလေးပြောပြစီလေးနဲ့ပါလေးနဲ့စေချင်ပါတယ်တိုင်းပြည်ဘာကြောင့်အောက်ဆုံးနောက်ဆုံးရောက်သွားသလဲတိပညာရေးချုံးငယ်လို့အောက်ကိုရောက်သွားပါတယ် ။အမြဲတမ်းပြောတဲ့စကားပါ။ဦးအောင်သိရဲ့စကားပါပဲ။တောင်တောင်ကြီးတွေလျှောက်ပြောမနေနဲ့ကွာတဲ့။တို့ပညာမတတ်လို့သူ့ဂျုံဘွားရောက်ခဲ့တာ။